လူသားတယောက်ကတခြားလူသားတယောက်ကိုတတ်ဖြတ်ကြလိန်အကျန်းဖတ်တာအပြင်သူတို့ရဲ့အသွေးသားတွေကိုစားတော့ပြီးစုဆောင်မှုတစ်ခုပြုလုပ်ထားမယ်ဆိုရင်သင်ယုံကြည်နိုင်ပါလားတကယ်လို့သူဟာဒီလောက်ရက်ကိုလူတယောက်မှကပဲလူ18ယောက်တိတိပြုလုပ်ခဲ့မယ်ဆိုရင်ရောသင်ပိုလို့တောင်ယုံနိုင်ပါမလားဒီဇလန်ဟာအမေရိကန်နိုင်ငံအိုဟိုင်းယိုပြည်နယ်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ဂျက်ဖရီဒမ်မကိုတော့1960မေလ22ရက်မှာမွေးဖွားခဲ့ပြီးတော့ သူဟာရှက်တက်ပြီးတိတ်ဆိတ်တဲ့လူတစ်ယောက်လို့ထင်ရပေမဲ့တကယ်တမ်းတော့မကောင်းဆိုးဝါးတကောင်ဖြစ်နေခဲ့တာပါ။သူဟာနေထိုင်ရာမြို့ပဝင်းကျင်ကလူငယ်ကောင်လေး18ယောက်ကိုတူးတိုက်ခန်းစီလှည့်ဖြားခေါ်ဆောင်ခဲ့ပါတယ်။အဲနောက်မှာတော့ Jeffrey ဟာသူတို့ကိုဆေးခတ်ပြီးတပ်ပစ်ခဲ့ပါတယ်။ဒါပေမဲ့သူ့အတွက်တပ်ဖြတ်ခြင်းကအဆုံးသတ်မဟုတ်ခဲ့ပါဘူး။သူဟာသူ့ရဲ့သားကောင်တွေကိုအပိုင်သိမ့်ချင်ခဲ့တယ်။စုတစိတ်တွေအဖြစ်လိုချင်ခဲ့တယ်။ ဒါကြောင့်သူဟာသူ့လောက်ရတိုင်းကိုဓာတ်ပုံရိုက်ပြီးမှတ်တမ်းတင်ခဲ့တယ်။ကန်နီဘလန်စင်တယောက်ဖြစ်တဲ့အတွက် သူ့ရဲ့အသားကောင်တွေကိုချက်ပြုတ်စားတော့ခဲ့တယ်။ဒါရီနဲ့တင်မလုံလောက်ခဲ့တဲ့ဂျက်ဖရီတမ်မာဟာသူ့ရဲ့အလောင်းကောင်တွေကိုပြတိုက်တစ်ခုလိုပြုလုပ်ခဲ့တယ်။သူ့ရဲ့တိုက်ခန်းဟာအိမ်တစ်ခုမဟုတ်ခဲ့ဘူး။သူ့ရဲ့ရက်ဆက်မှုတွေနဲ့အလောင်းကောင်တွေရဲ့ပြတိုက်တစ်ခုဖြစ်ခဲ့တာပါ။ ဦးကောင်းတွေနဲ့နှလုံးသားတွေဟာသူ့ရဲ့ရေခဲတက်တာထဲမှာပြည့်နှက်နေခဲ့တဲ့အထိစိုးရွားခဲ့တဲ့ Jeffrey Dahmer တယောက်73နှစ်ကြာအမဲလိုက်မှုပြီးသွားတဲ့နောက်မှာသူ့လက်ကနေလွတ်မြောက်ခဲ့တဲ့တားကောင်တယောက်ကြောင့်ရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။အဲနောက်မှာထောင်တန်နှစ်900အထိကြာခံခဲ့ရတဲ့ Jeffrey ဟာထောင်ကျပြီး3နှစ်အကြာမှာပဲ Christopher Scarfer လို့ခေါ်တဲ့အကျဉ်းသားတစ်ယောက်ရဲ့တန်ချောင်းနဲ့ရိုက်တက်မှုကြောင့်မကောင်းဆိုးဝါးတစ်ကောင်ရဲ့ဆက်သိမ်းဖြစ်ခဲ့ရပါတယ်။ ပရိသတ်ကြီးတို့ရောသူ့ရဲ့ဇလန်းလေးကိုနားထောင်ပြီးဘာတွေထင်မြင်မိလဲဆိုတာ comment မှာရေးခဲ့ပေးပါအောင်နော်